မော်လဆိုင်ငယ်တွေအတွက် ABS ကအရေးကြီးသလားလဲ့ကျွန်တော်တို့ဟိုမော်လဆိုင်ငယ်တွေမှာ ABS နည်းပညာကို1988ခုနှစ်မှာဒီ BMW ကစတင်ခဲ့တာပေါ့နော်အေး BMW ရဲ့ Sport Bike အာ K100 မှာစတင်အသုံးပြုလာတာကျွန်တော်တို့တွေ့ရတယ်သူကဟို Bosch ရဲ့နည်းပညာပဲဗျအဲ Bosch တစ်စိမ့်ပဲသူက Hydraulic System နဲ့လုပ်လုပ်တယ်11 kg ကြီးသူကလေးလေးတယ်ပေါ့နော်ဆိုတော့ဒီ ABS ရဲ့ unit ကြီးက၄ကြီးပဲ ဟို11 kg ဆိုတာကျွန်တော်ရေတန့်မှုပေါ့နော်တလီတာရေတန့်မှု70ခုစာလောက်လေးတယ်အဲအခုလက်ရှိအသုံးပြုနေတဲ့ဒီ electro hydraulic snake ကိုတော့သူက Honda ဆက်ပြီးတော့သူကဟို develop လုပ်ခဲ့တာသူက Honda ရဲ့1992ခုနှစ်ထုတ်တဲ့ SD ကျွန်တော်စပြီးတော့တွေ့တာပေါ့နော်အခုလက်အခုလက်ရှိစီတုံးတုံးနေတယ်ဒီ electro hydraulic system ဆိုတာကျွန်တော်လျှက်စစ် motor လေးနဲ့မအောင်လားသူကအခုတော့ကျွန်တော်ဒီ ABS unit တစ်ခုလုံးကဟို 1kg အောက်ပဲလေးတော့တယ်တော်တော်ပေါ့သွားတယ် ဒီ ABS နည်းပညာကအဲဘလို့အလုပ်လုပ်လဲဆိုရင်ဒီ ABS မပါတဲ့ရိုးရိုး brake စနစ်တွေမှာဒီရုပ်တရအားနဲ့ပေါ့နော်အားနဲ့ brake ကိုနင်းမိဖမ်းမိခဲ့ရင်ဘိန်းတွေက lock ကျသွားပြီးတော့ဟိုဒီ ਉਸ ရဟိုပါလာတက်လို့ပေါ့နော်အဲ့ဒီခါမှာ driver ဒါမှမဟုတ်ဟို rider ကရင်ကိုဟို control မလုပ်နိုင်တော့ပဲဒီ motor တစားဖြစ်နိုင်ရှိရရများပြားသွားတော့ ABS ကြတော့အဲအဲ့လိုဘိန်းတွေ lock ကျသွားတော့သူကဟိုကာကွယ်ပေးတာအဲ့ဒါကြောင့်ဒီ ဟို anti lock brake system ကိုခေါ်တာပေါ့နော် ABS ကဘလို့ဟာအလုံးလောက်လဲဆိုရင်ကိုက brake ညှစ်လိုက်ပြီမယ်ဒီ ABS unit ထဲကဒီ pump motor လေးကသူကအဲ့ဒီ brake seal ပဲ hydraulic wire ဖြည့်သွားမောင်းပေးတာဘိန်းပါဗျာဘိန်းမှာကျွန်တော်ဆက်ဝိုင်းပုံစံဆန်စာလေးရှိတယ်ဒီအဲ့ဒီဆက်ဝိုင်းဆန်စာလေးကိုဒီလေဇာဓာတ်အုံးနဲ့ပစ်ပြီးတော့သူကခြေရခံတာပေါ့နော်အဲ့ဘိန်းက lock ကျသွားရင်ဆက်ဝိုင်းလေးကရပ်သွားမယ်အဲ့ဒီခါမှာ pump ကဒီ break caliber base တွေကိုတွန်းထားတဲ့အားကိုသူက short ပေးမယ်အဲ့ဒီခါမှာဘင်းကပြန်လဲမယ်အဲ့လိုနဲ့ဖမ်းလိုက် short line နဲ့သူကအရှိန် short သွားလို့သူကလုတ်ပေးတာပေါ့နော်ပြီးတော့တစ်ဆက်ကတွင်မှာသူက16ဂျိန်ထိကိုသူကဖမ်းလိုက်လွှတ်လိုက်လဲသူကလုတ်ပေးလိုက်တယ်ဆိုတော့အဲ့လိုနဲ့အရှိန် short သွားတဲ့ဟာကျွန်တော်တို့ရင်ကို driver တောင်မဟုတ် rider control လုပ်နိုင်ပြီးတော့ဒီ motorola စဖြစ်ရတွေကိုရှောင်ရှားသွားနိုင်တော့ပေါ့နော်တချို့ကထင်တာဗျာဒီ ABS ဆိုတာဒီ braking force ကောင်းကောင်းနဲ့ ဘရိတ်ဖမ်းပေးတာကိုထင်ကြတာဟောတကယ်တော့အဲ့လိုမဟုတ် ABS ကဒီ desktop ရက်သွားအောင်သူကဖမ်းပေးတာမဟုတ်ဘူးသူကဖမ်းလိုက်လွှတ်လိုက်နဲ့ဒါဘိန်းနေ log ကြဒီလိုဆွဲပါမသွားအောင်လုပ်ပေးရင်နဲ့သူကဘရိတ်ကိုသူကဖမ်းပေးသွားတာလို့လေဆိုတော့ ABS ကကျွန်တော်တို့ဒီ motor ဆိုင်ရာတွေမှာအရေးပါတာပေါ့နော်ကျွန်တော်တို့ပြန်လေ့လာကြည့်မှဆိုရင်ဥရောပမှာကျွန်တော် ABS law မထွက်ခင်ပေါ့နော်မထွက်ခင်2000နှစ်2008အဲ့ဒီခုနှစ်တွေမှာဒီ မော်တော်ဆိုင်ကမော်တော်ဆမှုကြောင့်ပေါ့နော်တစ်နှစ်ကို rider ပေါ့6000နီးပါးဒီအသက်ဆုံးရှုံးလေးရှိတာပေါ့နော်တစ်နှစ်ကိုတစ်နှစ်ကိုဒီ ABS law ထုတ်ပြီးတော့2016ကနေစပြီးတော့တစ်နှစ်မှာ3600လောက်ပဲသူကဟိုအသက်ဆုံးရှုံးတော့လေဟိုတဝက်လောက်ကျော်သွားတာတပေါ့ပေါ့နော်ဆိုတော့ဟို UK ဘာဝင် EU က2016မှာဒီ 1.5cc အထက်တွေအားလုံးကို ABS ပါရမယ်လို့သူကပြတာပါပဲဂျပန်နဲ့အိန္ဒိယကအဲ2018ခုနှစ်မှာ ထောင်ဝါက2019 US နဲ့ Australia ကြတော့ဒီပြည်နယ်လိုက်ပေါ့နော်ပြည်နယ်လိုက် ABS လောရဲသူကထုတ်ထားတယ်ဒီကျွန်တော် personal personal တွေ့ကြုံရပေါ့တွေ့ကြုံရ ABS ပါတာကောင်းလားမကောင်းလားဆိုရင်ကျွန်တော်ပြောပြမယ်ဘလို့ဒီ claw ဗျာ claw တို့ပြင်ဦးလင်တို့ဒီ sound လေးနည်းနည်းဆိုတော့ကျွန်တော်ဆိုင်ငယ်နဲ့ဟိုဆင်းဦးမယ်အဲ့ခါကျရင်ဆောင်းလေးဆိုတော့နက်နက်ဆိုတော့ကျရင်နှင်းနေနှင်းနေကြာပြီတော့ဗျာလမ်းလေးကနှင်းနေလဲဆိုပြီးတော့အမှချောနေတာ အဲအဲ့ဒီကမှာ ABS မပါတဲ့ဘိန်းတွေအဲကျွန်တော်စီးဘူးတဲ့ဘိန်းတွေပေါ့နော်ဟိုနာ CB400 ဟို single cylinder လေးပြလို့ရှိ CRF 150L ပြလို့ရှိ Yamaha အစ400တင်း truck ပုံနေအဲ့ကောင်တွေတဖိုးဖိုးပေါက်လာတယ်ဟဲ့လို့ကျွန်တော် shift brake အားတန်တော့ဒီ shift vein lock ကျပြီးတော့ slip ဖြစ်ပြီးတော့ကျွန်တော်မှောက်တာဟဲ့လို့နောက်ဆိုဘာလဲဆင်းပြသွားလဲဆိုရင် BMW ပေါ့နော် ABS ပါတဲ့ BMW ဟို model how R1000 GS နဲ့ 阿套年纪啊，嘿，GS, 高龄了嘛，身体弱了。对阿套年纪啊，属于都不老些苗苗，第七杯酒诶，人要哩在厂内趴来啦，内个咚咚咚咚睡，阿被人家坐了。我话死哩，没被人家了，了 so, 哦、我呢，我、哦、都、啊啊、老高内了。就就咯，我把身内，哦阿爷，ABS 把老窄的，而且阿拉厂内哩对待的，压力唔足，对车身控制，control, 哦唔摆。啊啊 မပိုင်နေကိစ္စမရှိဘူး ABS တွေကတော့ပါတင်တာပေါ့နော် ABS ပါရဟိုဆေးဖြစ်တယ်လို့ခံစားရတာနောက်တစ်ခုကနေ breaker ဆိုတာရှိတယ်အဲ့ကောင်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ land တွေကတီးတဲ့ land တွေဒီဒီကကျွန်တော် highway မောင်းတဲ့ခါမှာဒီရွာလမ်းရှိတွေဖြတ်ပြီးလို့ရှိရင်ဒီရွာကဆိုင်ငယ်လေးတွေကဒီဟိုရှင်းအောင်ကြည့်ပဲ land ပေါ်တက်လာတာရှိတယ်ဗျာအဲ့လိုရှိရင်လူတွေရုပ်တက်တက်လာတာရှိတယ်ပြီးဟိုဟာနွားတွေခွေးတွေတိရမှာလာသူဖြတ်ပြေးတာရှိတယ်အဲအဲ့ခါကျရင်ကျွန်တော်တို့ကဒီ panic breaking လာကိုဖမ်းပြီးရော အ APS ကအဲ့လိုဒါနဲ့ break တယ်မှာသူကအဲ့လိုလောကစိတ်ချရတယ်အဲ့လိုဆိုတော့ okay အ APS APS အကြောင်းအရောဒီလောက်ပဲပေါ့နော်